မိဘမိသူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်အစီအစဉ်လေးလာပါပြီရှင်။ဒီနေ့ကပိတ်ရက်လေးဆိုတော့မိဘပြည်သူများမနှက်ခင်းမှာမိသားစုကိုအချိန်ပေးပြီးတော့ရှောက်လေပြီးပြီလားရှင်။ရှောက်မလဲရသေးဘူးဆိုရင်တော့နောက်တစ်ပတ်ပိတ်ရက်တွေမှာမိသားစုကိုအချိန်ပေးပြီးတော့ကိုက agent နဲ့နေရာမှာရှိရစမ်းပေါ့နော်။ရှောက်လေကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်။မိသားစုနဲ့အတူရှိရအချိန်ဟာအင်မတန်တန်မိုးရှိပါတယ်ရှင်။ညနေပိုင်းရောက်လာပြီဆိုတော့ဒါကျမရဲ့သတင်းလေးက9နာရီတိုင်းတင်တဲ့အတွက်ကျမရဲ့သတင်းလေးကိုလည်းအားပေးဖို့အတွက်လည်းကျမမြတ်တာခံချင်ပါရှင်။ကျမအနေနဲ့ဒီနေ့မှာမိဘပြုံများအတွက်ကို သုံးသပ်ပေးရမယ်ပထမဦးဆုံးသတင်းလေးကတော့နေပြည်တော်မှာကျင်းပသွားခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်ပွဲမှာဆိုရင်ဒေါက်တာတုံညွညွသိန်းပြောကြားခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများသိရှိသင့်သိရှိကြိုက်တာလေးတွေကိုကျွန်မမျှဝေပေးခြင်းပါတယ်ရှင်။ဒီမှာဆိုရင်ဒီတော့ညွညွသိန်းရဲ့ပြောကြားချက်ပေါ့နော်ပြောကြားချက်လေးကိုပဲထောက်ရှုပြီးတော့ကျွန်မပြောချင်တာလေးရှိပါတယ်။အဲ့ဒါလေးကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့အဲ့ဒီကိုတတ်သွားခဲ့တဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကဒီစစ်မှုထမ်းဥပဒေပေါ်မှာလက်ခံခြင်း သဘောကျခြင်းမရှိဘူးဆိုပြီးတော့လည်းကျမတို့ဒီဒေါ်ညိုသိန်းရဲ့ပြောကြချက်ရသိရပါရဲ့ရှင့်ဒေါ်ညိုသိန်းပြောထားတာကတော့ဒီစစ်မှုတော်ဝင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဖွဲ့အစည်းလည်းပြောတယ်တဲ့နိုင်ငံရေးပါတီအစုဖွဲ့တွေကလည်းပြောတယ် EU တွေကလည်းပြောပါတယ်ပညာရှင်တွေကလည်းပြောတယ်ဒီပွဲကိုတက်လာတဲ့သူတိုင်းကပေါ့နော်စစ်မှုတော်ဦးတွေကပြည်သူလူထုစီကိုကြီးစွာဒုက္ခရောက်နေရဲဆိုတဲ့ဟာကိုသူတို့အနေနဲ့သဘောတူလက်ခံတယ်ပေါ့နော်ဒေါ်ညိုသိန်းပြောတဲ့စကားက peace phone ကိုတက်လာတဲ့သူတိုင်းကစစ်မှုတော်ဦးတွေဖြစ်ပေါ်နေတဲ့အတွက်မနှစ်သက်ဘူးဆိုတော့ကျွန်မလေ့လာလိုက်တဲ့အခါမှာဒီ peace phone ကိုတက်လာတဲ့ပုံကိုယ်တွေက EAO တွေလည်းပါတယ်တိုင်းသားလက်နက်ကင်တွေလည်းပါတယ်ဆိုတော့စစ်မှုထမ်းဖို့စစ်သားစုဆောင်တဲ့ကိစ္စတွေကိုတိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေမှာလုပ်နေတာကိုရောဒီဖိုရမ်ကိုတက်တဲ့ပုံကိုတွေမသိဘူးလားရှင့်အဲ့ဒီတိုင်းသားလက်နက်ကင်အဖွဲ့တွေကိုစားပြုပြီးရောက်လာတဲ့ကိုယ်စားလှယ်တွေကိုရော သူတို့ဒေတာတွေမှာဖြစ်နေတဲ့စစ်သားစုဆောင်တဲ့ကိစ္စတွေလူသစ်စုဆောင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်တာလေးရောလုပ်ခဲ့ကြလားမသိဘူးရှင်ဒေါက်တာဒေါ်ညိုညိုသိန်းအနေနဲ့နိုင်ငံရေးသမားတဦးလည်းဖြစ်တယ်ပေါ့နော်ရွေးကောက်ခံတင်မြောက်ခံခဲ့ရဘူးတဲ့ကိုယ်စလဲတဦးလည်းဖြစ်တယ်တကယ်နိုင်ငံရေးမှာလည်းရေးချင်းရှိရဲဆိုတော့ကျွန်မပြေဝါယုံကြည်ပါရှင့်ဒါပေမဲ့ဒေါက်တာဒေါ်ညိုသိန်းပြောသွားတဲ့စကားတွေမှာနောက်ထပ်ထူးခြားတာတစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်တဲ့ရွေးကောက်ပွဲပြုလုပ်မဲ့ဒေတာတွေမှာပေါ့နော်စစ်မှုထမ်းစင်ရဲ့ကောက်ခံတာကိုသူကရက်ဆိုင်ပေးဖို့အတွက်ကိုသူတောင်းဆိုနေတယ်ပေါ့နော်ရက်ဆိုင်ရမယ့်ကာလကရွေးကောက်ပွဲအကျိုးကာလရွေးကောက်ပွဲကာလကာလရဲ့ပေါ့ ော့အဲ့ကာလနှစ်ခုရဲ့6လသုံးဖို့တစ်နှစ်တီတီဒါလေးကိုရက်ဆိုင်ထားဖို့အတွက်တွန်ညိုသိန်းကဆွေးနွေးခဲ့တယ်ဆိုပြီးတော့ပြောကြားထားပါရဲ့ရှင့်သူ့ရဲ့ဆွေးနွေးချက်ကိုလည်းထောက်ခံဆွေးနွေးကြတဲ့နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့နိုင်ငံရေးပါတီကအင်အားစုတွေလည်းရှိတော့သိရပါရဲ့ရှင့် okay ဒီတော့ဒီလိုဆွေးနွေးကြပြီဆိုတော့ဗောနော်ငင်းချမ်းရေးဖိုရန်ကြီးကကြီးတဲမှာပေါ့ရှင်ငင်းချမ်းသွားဖို့အတွက်တက်မတော်ကစင်အားလေးရှော့ချရမယ်ဟိုစစ်တပ်ကိုဗောနော်အင်အားစုဆောင်တဲ့ကိစ္စရေအကုန်လုံးရှော့ချရမယ်ဆိုပြီးတော့ဆွေးနွေးသွားခဲ့တယ်ဆိုတော့ကျွန်မအနေနဲ့မေးခွန်းလေးတွေထုတ်ရတော့ပါဗောရှင်နော် အယုံဆုံးတက်မတော်ရဲ့လှုပ်ဆောင်ချက်ပေါ့ညီမနိုင်ငံမှာတက်မတော်ဘာလုပ်နေရလဲကျမတို့အယုံဆုံးစဉ်းစားလိုက်တဲ့အခါမှာကျွန်တော်တက်မတော်ကနံပါတ်၁စစ်တိုက်နေရတယ်နော်စစ်တိုက်နေရတဲ့အချုပ်ချာအာဏာအတွက်စစ်တိုက်နေရတယ်ပြီးတော့အကြမ်းဖက်နှိမ်နင်းနေရတယ်နောက်တစ်ခါကပြည်သူလူထုနဲ့နိုင်ငံဝန်ထမ်းတွေရောဒီပုပ်ကိုတွေအတွက်ပေါ့နော်လုံခြုံရေးကိစ္စတွေဆောင်ရွက်နေရတယ်ရှင့်နောက်ထပ်ပိုလာနေတဲ့လို့တခုကမှကြာခင်ရွေးကောက်ပွဲလာတော့မှဖြစ်တယ်ရွေးကောက်ဝင်မဲ့ကိုစလဲတွေရွေးကောက်ပွဲဝင်မဲ့နယ်မြေတွေပြည်နယ်တွေမြို့နယ်တွေကိုလုံခြုံရေးကိစ္စတွေစီမံရမယ်ရှင့် ီတော့အန်တီတော်ညညိုသိမ်းပြောသလိုမျိုးစစ်မှုတန်းကောက်ခံတဲ့စစ်မှုတန်းစရင်ပေါ့နော်ကောက်ခံတဲ့ကိစ္စ6လကနေတစ်နှစ်ထိရွှေ့ဆိုင်မှာဆိုရင်စစ်မှုတန်းစရင်ကောက်တာနဲ့တန်တန်းတက်တာနဲ့တန်တန်းဆန်းတာနဲ့အားလုံးပေါင်းလိုက်လို့ရှိရင်6လမှာအပတ်စဉ်တစ်ခုထွက်တယ်ရှင့်တစ်နှစ်ဆိုရင်အပတ်စဉ်နှစ်ခုထွက်တယ်ဟုတ်တယ်နော်ဒီတော့လောညိုသိမ်းရဲ့ဆိုလိုချက်က6လရက်ဆိုင်ရမယ်ဆိုရင်စစ်မှုတန်းအပတ်စဉ်တစ်ခုစာနဲ့နှာသွားမယ်တစ်နှစ်ရက်ဆိုင်ရမယ်ဆိုစစ်မှုတန်းအပတ်စဉ်နှစ်ခုစာရက်ဆိုင်သွားမှာရှင့် โอเคဒီလိုရဆိုင်သွားပြီဆိုရင်စစ်မှုတန်းအပတ်စဉ်တစ်ခုမှာစစ်သားအသက်9000နဲ့ပဲတွက်စစ်သားဥယျာဉ်တစ်နှစ်ဆိုရင်1000တိတိတက်မတော်ကနေပြီးတော့ယော်ပါသွားမှာဖြစ်ပါရဲ့ရှင်စူစောင်းလို့မရဘူးဖြစ်သွားမှာပေါ့နော်ရက်တန်သွားတာပဲရှင်ပြောရမယ်ဆိုရင်အင်အားတိုးမလာပဲနဲ့ဒီအင်အားရက်တန်သွားမှာပေါ့ဟုတ်ပြီရက်တန်သွားလို့ရှင်ရွေးကောက်ပွဲကလာတဲ့အချိန်မှာရွေးကောက်ပွဲအတွက်ကိုလုံခြုံရေးကိုဘယ်သူကလုပ်ပေးမှာလဲရှင်နိုင်ငံရေးပါတီတွေကိုယ့်ကိုလုပ်ကြမှာလားကိုယ့်ကိုစောက်ရှောက်ကြမှာလား တက်မတော်ကပဲလုတ်ပေးရမှာပါနင်းမြေလုံးကြုံရေးကိစ္စကလေအဲ့ဒီချိန်ကြလို့ရှိရင်စစ်ဘုတ်အပတ်စင်ကပေါ့နော်ရက်တန်ထားတဲ့အတွက်စစ်သားဝီရကတိုးမလာတဲ့အခြေအနေတခုမှာအရှိအပတ်စင်ကသူတွေကိုခေါ်သုံးရမှာမဟုတ်လားအဲ့ချိန်ကြလို့ရှင်အဲ့ဒီအရှိအပတ်စင်ကသူတွေကဘယ်ကိုရောက်နေကြလဲတချို့ကလုံချုံရေးကိစ္စတွေမှာရောက်နေရတချို့ကကြတော့စစ်မြေပြင်မှာရောက်နေရတချို့ကကြတော့လုံချုံရေးကင်းမဲ့နေတဲ့နေရာတွေမှာစစ်စင်ရေးလုပ်နေရတဲ့ပြည်သူတွေအတွက်အဲ့ဒီအင်အားတွေကိုဆွဲယူပြီးတော့ရွေးကောက်ပွဲအတွက်သုံးမယ်ဆိုရင် ဲ့ဒီရှေ့တန်းစစ်မင်းနဲ့ပြင်းတို့ပြည်သူကိုစောက်ရှောက်တဲ့နေရာမှာတို့လစ်လက်သွားတဲ့စစ်သားအင်အားနေရာမှာနိုင်ငံရေးသမားတွေကဝင်ပြီးတော့စစ်တိုက်ပေးမလို့လားရှင်အစားထိုးပြီးယူပေးမလို့လားရှင်ဒါကကျမဒီမေကွန်နေရာရိုးရှင်းလုံးနဲ့မေကွန်နေပါနော်နောက်ထပ်မေးချင်တာကမြမတက်မတော်ကစစ်မှုတန်းဥပဒေကိုလှုပ်ဆောင်ချက်တွေကိုရွှေ့ဆိုင်းလိုက်မယ်6လဖြစ်စီတနည်းဖြစ်စီရွှေ့ဆိုင်းလိုက်မယ်ဆိုရင် တိုင်းသားလက်နက်ကိုင်တွေလုံနေရဲ့စစ်သားစုစုံရဲ့ကိစ္စတွေကိုရောရွှေ့ဆိုင်မှုအတွက်လူချင်းမင်းတို့နိုင်ငံရေးသမားတွေအနေနဲ့ညှိနှိုင်းပေးဖို့အစီအစဉ်လေးများမရှိဘူးလားရှင်။ကျွန်မအနေနဲ့တစ်ဆက်တည်းပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ပြင်ပကလည်းတည်ထားတဲ့သတင်းချို့လည်းရှိပါတယ်။အဲ့ဒါကတော့နိုင်ငံရေးသမားအချို့နဲ့နိုင်ငံရေးပါတီအချို့အားဆိုရင်ငါတို့ပါတီကိုမဲထည့်ပါငါတို့ပါတီအနိုင်ရသွားခဲ့လို့ရှိရင်စစ်မှုထမ်းဥပဒေဆိုတာကိုရပ်ဆိုင်းဖို့အတွက်လွှတ်တော်ကလည်းအစိုးတင်သွင်းပြီးတော့ဒီဟာကြီးကိုရပ်ပစ်မယ်ဆိုပြီးကတိပေးနေတဲ့သူအချို့တွေရှိရလို့ကျွန်မသိရတယ်ရှင်။ အရင်ကတော့ဒီသတင်းစကားအောင်ကျမတို့ကကောလာဟာလာလို့ပဲထင်ခဲ့တာအခုလိုမျိုးပေါ်တင်ကြီးဆွေးနွေးကြတဲ့အခါကျတော့မှဩဒါကတကယ်ပါလားဆိုပြီးကျမတို့သိခဲ့ရတာဖြစ်ပါရှင့်ငင်းချိုင်စုံနေပွဲကြီးထဲမှာတက်မလို့တဖွဲ့လည်းရောက်လာတာမဟုတ်ဘူးတိုင်းသလက်လက်ကင်ကြီးလည်းလာတယ်ဝါတက်ဖွဲ့လည်းပါတယ်ရှင့်သူတို့တွေကိုကြတော့ရောစင့်အားလေးရှော့ချဖို့အတွက်တက်မလို့နဲ့လှုပ်ဆောင်နေတဲ့ကိစ္စရတွေမှာရှိနေတဲ့ကိစ္စရတွေအတွက်မေးခွန်းထုတ်တဲ့သူများမရှိလိုက်ဘူးလားရှင့်အဲ့ဒီပွဲမှာလေ ကျွန်မအနေနဲ့အခုလာမယ့်ရွေးကောက်ပွဲပေါ်မှာအများကြီးမျှော်လင့်ချက်ထားပါရှင်ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေပေါ်မှာလည်းအများကြီးမျှော်လင့်ချက်ထားပါတယ်ဒီပုဂ္ဂိုလ်တွေကကျွန်မနိုင်ငံရဲ့တက်မတော်အင်အားကောင်းအောင်လှုပ်လာနိုင်မယ်အကြမ်းဖက်မှုတွေနှိမ်နင်းနိုင်အောင်ကြိုးစားပေးနိုင်မယ်စစ်ရေးအမြင်ရှိရှိနဲ့ကျွန်မနိုင်ငံကိုအကြမ်းဖက်သမားတွေရန်ကနေကာကွယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကျွန်မနှလုံးသားထဲမှာပြေဝရှိရဲ့ရှင်ဒါမဲ့ဒီလိုမျိုးပြောကြချက်တွေကိုကြားလိုက်တဲ့အခါကျတော့ကျမနှလုံးသားထဲမှာယုံကြည်နေတဲ့အရာက တကယ်ရောဟုတ်ရဲ့လားဆိုတာလေးကိုပြန်ပြီးတော့ကျမကိုယ်တိုင်ကျမမေးခွန်းထုတ်နေနေပြီရှင်တကယ်ဆိုရင်နိုင်ငံရေးသမားတယောက်ဟာတနေ့မှာနိုင်ငံအာဏာကိုရယူပြီးတော့တိုင်းပြည်အုပ်ချုပ်အောင်မယ်သူတွေဖြစ်ပါတယ်ဒီလိုပုံကိုယ်ရကိုယ်နိုင်ငံတက်မလို့ကိုအင်အားချိနေအောင်လုပ်တယ်ဆိုတာကတစ္ဆပေါက်တယောက်နဲ့အလားတန်းတူပါရှင်တကယ်ဆိုရင်နိုင်ငံရေးသမားတယောက်အနေနဲ့ဆွေးနွေးရမယ်၊သုံးသပ်ရမယ်၊အကြံပြုရမယ်ကိစ္စကစစ်မှုတမ်းဥပဒေသည်ရှိကိုရှိရမယ်ဥပဒေတစ်ခုတမောင်းနိုင်ငံမှာဒါပေမဲ့ညီပြင်းမှာဖြစ်နေတဲ့စစ်မှုတမ်းဥပဒေကိုအကြောင်းပြတဲ့အကြတိကိစ္စတွေကိုသေချာကင်တွယ်ရမယ် အားလုံးမှန်မှန်ကန်ကန်စစ်မှုထမ်းနိုင်အောင်လို့တရားမျက်မျှတတစစ်မှုထမ်းနိုင်အောင်လို့ပေါ်ဆောင်ပေးရမယ်ရှင်။အဲ့ဒီကနေမှစစ်မှုထမ်းလာတဲ့သူတွေကိုလောက်ခလာစာပို့ပြီးရအောင်လို့တိုင်းပြည်ပန်းလာပြီးပို့ရအောင်လို့နိုင်ငံရေးသမားတွေကစီစဉ်ဆောင်ရွက်ပေးရမှာပါ။အဲ့လိုစီစဉ်ဆောင်ရွက်ပြီးတဲ့အခါကျလို့ရှင်စစ်မှုထမ်းလာတဲ့စစ်မှုထမ်းတစ်တွေပေါ့နော်စစ်မှုထမ်းတွေမိသားစုတွေသားသမီးတွေပညာသင်ခွင့်အခမဲ့စေကူသားခွင့်အခမဲ့လုပ်ငန်းလုပ်ကင်တဲ့အခါမှာနိုင်ငံတော်အစိုးရချင်းငွေပေးတာမျိုးကားဝယ်အိမ်ဝယ်တဲ့အခါမှာချင်းငွေလေးစီစဉ်ပေးတာမျိုး စတဲ့သူတို့ဘဝရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့အရာတွေကိုနိုင်ငံတော်ကဖြည့်ဆည်းဖို့အတွက်ကိုနိုင်ငံသမားတွေအိတ်လမ်းကြောင်သွားရမှာရှင့်အခုကဒီလောက်ထိလက်နက်ကင်ပေါင်းစုံပြည်သူလူထုကနေသေးမလားညသေးမလားမသိတဲ့အခြေအနေတခုမှာမြမတက်မတော်ကိုပဲစစ်အင်အားတွေလျှော့ချပါဟိုစစ်သုံးစိတ်တွေလျှော့ချပါစစ်တပ်ကနေပြီးတော့ဟိုနိုင်ငံရေးရန်နေထွက်ပါဆိုပြီးပြောတာတွေကအဲ့ဒါဟာနိုင်ငံတော်ကိုတစ္ဆာဖောက်နေတဲ့ပုံစံတွေနဲ့တူနေရဲ့ရှင့်နိုင်ငံတခုမှာနိုင်ငံတခုရဲ့တက်မတော်ဆိုတာကအင်အားအကြီးမားဆုံးဖြစ်တင်တာပါရှင့် သူ့ကိုအင်အားချိနေအောင်လုပ်လိုက်မယ်ဆိုရင်နိုင်ငံသားတွေရဲ့လုံခြုံရေးကိုအင်အားချိနေအောင်လုပ်လိုက်တာနဲ့တူတူပါပဲ။ဒါကြောင့်ကျွန်တော်ကတော့အဲ့လိုလုပ်ခွင့်ကိုဘယ်တော့မှပြုမှာမဟုတ်ပါဘူးရှင့်။နိုင်ငံရေးသမားပဲဖြစ်စေ၊မီဒီယာသမားပဲဖြစ်စေ၊ပြည်သူပဲဖြစ်စေ၊လက်နက်ကင်တွေပဲဖြစ်စေ၊ဘသူပဲဖြစ်စေနောက်ဆုံးတက်မတော်သားကိုယ်တိုင်ဖြစ်နေရင်တော့မှမြမတက်မတော်ကိုအင်အားချိနေအောင်လုပ်ခွင့်ကျွန်တော်တို့လုံးဝမပြုပါဘူးရှင့်။ဒါဟာကျမတို့နိုင်ငံတော်ပေါ်ထားတဲ့တိစ္ဆာတာဖြစ်ပါတယ်။နိုင်ငံတော်အေးချမ်းဖို့တက်မတော်အင်အားရှိမှဖြစ်မှာ။ တက်မလို့အင်အားမရှိအောင်လုပ်တာကနိုင်ငံတော်မဲ့အေးချင်းအောင်လုပ်တာနဲ့တူတူပဲဒီနှစ်ခုကချိတ်ဆက်နေတဲ့အတွက်ကျမတို့အခုလိုမျိုးနိုင်ငံရေးသမားတွေရဲ့ပြောဆိုချက်တွေကိုသုံးသပ်ပြီးတော့မိဘပြည်သူများနားလည်သိရှိအောင်လို့တင်ပြပေးနေရတာဖြစ်ပါရဲ့ရှင့်မိဘပြည်သူများလည်းမိဘပြည်သူများတို့စိတ်ထဲမှာကျမတို့နဲ့ပတ်သက်ပြီးတော့ပြောချင်တာလေးရှိရဲဆိုခွန်မှန်လေးမှာရှင်းသွားပေးပါရှင်။ကျမတို့ထားဝရငင်းစံရေးအတွက်ကိုအများကြီးစူးစမ်းရမှာဖြစ်ပါရှင်။စူးစမ်းတဲ့ပုံကိုယ်တိုင်းကိုလည်းကျမအနေနဲ့လေးစားသွားလဲဥညွတ်ပါရဲ့ရှင်။ ဒါပေမဲ့ဒီလိုငြိမ်းချမ်းခြင်းကိုဆွေးနွေးတဲ့အခါမှာတက်မလို့ကိုပဲဖိအားပေးတာမျိုးလဲမလုံဆောင်ကြပါနဲ့လို့လဲကျမအနေနဲ့တစ်ခါတည်းတိုက်တွန်းလိုက်ပါရစေရှင် မိဘပြည်သူများရှင်ကျွန်မအနေနဲ့တက်မတော်အကြောင်းပြောမယ်တူတူဆက်ဆက်သတင်းလေးတစ်ခုကိုပေါ့နော်ပြောပြချင်ပါတယ်မိဘပြည်သူများလည်းစိတ်ဝင်စားမယ့်သတင်းလေးပါရှင်ထိုင်းဝင်ကြီးချုပ်ပေထုံထန်းဆိုတဲ့မျိုးသမီးလေးကိုမိဘပြည်သူများသိမှာပါနော်ညနာချောချောလေးနဲ့ခန္ဓာကိုယ်ပေါက်လှလှလေးနဲ့ထိုင်းမျိုးသမီးလေးပေါ့နော်အာပေထုံထန်းဝင်ကြီးဖြစ်ခဲ့ရကျွန်မနိုင်ငံမျိုးသမီးလေးလည်းတော်တော်အားကြကြရှိပါရှင်သူကလုံးဝစမတ်ကြတယ်ပြောနိုင်ဆိုနိုင်ပေါ့နော်အဲ့လိုမျိုးလုံနိုင်ကြိုင်နိုင်အရေးချင်းတက်တက်မြတ်မျိုးသမီးပုံစံလေးပေါ့ရှင်အရန်ချစ်ဖို့ကောင်းပါရှင် ။ဒါပေမဲ့သူကဆိုရင်ခုချိန်မှအမတန်ကြီးမားတဲ့အခက်အခဲကိုကြုံနေရပါတယ်။အဲ့ဒီအခက်အခဲကတော့သူနိုင်ငံရေးကနေပြီးတော့နှုတ်ထွက်သွားဖို့အတွက်တောင်မှဖြစ်လာနိုင်တဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်။အဲ့ဒီအခက်အခဲဖြစ်လာတဲ့အကြောင်းအရာတော့ဒီဇွန်လ16ရက်နေ့မှာဆိုရင်ကမ္ဘောဒီးယားကမ္ဘောဒီးယားခေါင်းဆောင်ဖြစ်တဲ့ဟွန်ဆန်နဲ့သူက18မိနစ်ကြာဖုန်းပြောဆိုမှုလုပ်ခဲ့ပါရဲ့ရှင်။အဲ့ဒီဖုန်းပြောဆိုတဲ့အသံပိုင်းကအပြင်ကိုပေါက်ကြားလာခဲ့ပါတယ်။ ဲ့ဒီအသံဖိုင်ထဲမှာဆိုရင်ပိတ်ထုံထံကနေပြီးတော့ထိုင်းစစ်တပ်ကအမှတ်နှစ်စစ်ဒေသမှုကိုပုတ်ခတ်ပြောဆိုတဲ့ကိစ္စကြီးလုပ်ခဲ့ပါရဲ့ပြောမှာဆိုတော့ကိုယ့်ရဲ့တက်မတော်ကိုကိုပြန်ပြီးတော့စော်ကားခဲ့တဲ့ကိစ္စပေါ့နော်အဲ့လိုဖြစ်သွားခဲ့တဲ့အတွက်သူတို့နိုင်ငံနေပြီးတော့သူ့ကိုနှုတ်ထွက်ဖို့အတွက်အခုချိန်မှာဆိုရင်ဆန္ဒပြတောင်းဆိုနေကြပါရဲ့ရှင်။ဒီဆန္ဒပြပွဲဟာဆိုရင်ဇွန်လ28ရက်မနေ့ကဘန်ကောက်မြို့မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေကမိဘပြည်နယ်တွေ့တဲ့အတိုင်းပါပဲအင်အားကိုထောင်ချီတောင်းချီစုဝေးခဲ့ကြပြီးတော့ပေထုံထံဖို့နော်ဒီ နိုင်ငံရေးလောကကနေနှုတ်ထွက်ဖို့အတွက်ဝင်ကြီးချုပ်ရာတို့ကနေနှုတ်ထွက်ဖို့အတွက်ကိုဆန္ဒပြတောင်းဆိုလာရေလောက်ခဲ့ပါရှင့်ဒါအပြင်ဟောသူတို့ထိုင်းဝင်ကြီးချုပ်ကိုနှုတ်ထွက်ဖို့အတွက်ပေါ့နော်ထိုင်းကနေပြီးတော့ပညာရှင်143ဦးကလည်းထိုင်းပြည်ရင်ထံကိုတော်ဝင်အတနာခံစားဆိုပြီးတင်ပို့ထားရှိပါရှင့်ဒီသူတို့အတနာခံစားထဲမှာရေးထားတာကဒီပိတ်တုံတန်ရာဆွဲပေါ့နော်နိုင်ငံကိုဥဆောင်နိုင်တဲ့အရေးချင်းအတွေ့အကြုံရင်းချက်မှုမရှိဘူးဖွဲ့စည်းပုံအခြေခံဥပဒေတွေချိုးဖောက်တယ်ပြီးတော့အမျိုးသားလုံခြုံရေးကိုလည်းချိန်ချောက်လွယ်လွယ်လှုပ်ဆောင်နေတဲ့အတွက်ပေထုံတန်ကိုဒီဝန်ကြီးချုပ်ရာဒုကနေပြီးတော့ဟို ထည့်ရှားပေးပါဆိုလို့တောင်းဆိုထားဖြစ်ပါရှင့်။ဒါအပြင်ပေတုံဖန်အားတဲ့သူတို့ထိုင်းနိုင်ငံနဲ့လက်ရှိမှာနယ်စပ်ဒေသပေါ်တော့အငင်းပွားမှုတွေဖြစ်နေကြတဲ့တစ်ဖက်နိုင်ငံကခေါင်းဆောင်နဲ့အတူစကားပြောပြီးတော့ကိုယ်နိုင်ငံစစ်တပ်မကောင်းကြအောင်ပြောတယ်ပေါ့နော်။ဒါအပြင်ဟိုကိုယ်နဲ့ပြဿနာတက်နေတဲ့ခေါင်းဆောင်စီကိုတွားပြီးတော့ဟိုလိုက်ရောပါမယ်လှုပ်ဆောင်ပါမယ်ဒီဟွန်ဆန်က သဘောတူလာတဲ့တောင်းဆိုလာတဲ့ဟာရှိသူလုပေးပါမယ်ဆိုပြီးပြောလိုက်မိအောင်ပေါင်းတယ်မှလေအဲ့တော့အဲ့ဒါကိုပြောတဲ့အတွက်ဒါနိုင်ငံတော်တစ္ဆာဖောက်တာပဲဆိုပြီးတော့တို့ရတဲ့အတနာခန်းစားတဲ့မှာဘရင်အောင်တောင်းဆိုလာပါရှင့်ဒါပြင်ဒီသနာခန်းစားရဲမှာဆိုရင်ရေးထားတာကပေထုံထံကိုဦးဆောင်နိုင်တဲ့အသိပညာစွမ်းရည်နဲ့အမြင်မရှိတဲ့ရုပ်သိရုပ်ဝင်ကြီးချုပ်ဆိုပြီးတော့လည်းတော်တော်ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ဖော်ပြထားပါတယ်ရှင်။ဒီတော့ပေထုံထံရဲ့ကိစ္စကသူ့နိုင်ငံရဲ့အာကိုအားထားရတဲ့တက်မတော်ကိုစော်ကားတဲ့အတွက်ဖြစ်တဲ့ပြဿနာရှင်။ဒီဖြစ်စဉ်ကိုကြည့်ခြင်းအပြင်သူ့နိုင်ငံက ပြည်သူတွေဟာသူတို့နိုင်ငံအတွက်အင်မတန်အရေးပါတဲ့တက်မတော်ကိုဘယ်လောက်ထိတန်ဖိုးထားလဲဆိုတာပေါ်လွင်နေရှင့်ဒါအပြင်ဟိုအခုဆိုရင်နိုင်ငံရေးသမားတွေကလည်းပေးထုံတဲ့ပုံမှာအပြစ်တင်မှုတွေရှိလာတယ်။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံရေးနိုင်ငံရေးသမားတွေကလည်းသူတို့တက်မလို့ကိုတန်ဖိုးထားတယ်။သူတို့တက်မလို့အင်အားရှိရမယ်ဆိုတာသိရဲ့ရှင်။အခုပေးထုံတန်ရဲ့လုပ်ရက်ကတက်မလို့မှာရှိရဲ့ပေါ့နော်စစ်ဒေသမှုတအုပ်အပြစ်တင်လိုက်တဲ့ကိစ္စသူနှုတ်ထွက်ဖို့အထီတော်မှာဆန္ဒပြခံရတယ်။ဒီကိစ္စဘယ်လောက်ထိဖြစ်အောင်လဲဆိုတော့ဘယ်သူမှမသိနိုင်ဘူး။ကျွန်တော်မြန်မာနိုင်ငံမှာကြာတော့တက်မလို့ကို စော်ကားပုတ်ခတ်တာအပြင်တက်မတော်အင်အားလျှော့ချဖို့တက်မတော်ကိုဒီထက်ကြီးထွားမလာအောင်လုပ်ဖို့တက်မတော်ကိုနှီးမျိုးစုံနဲ့ဖိနှိပ်ဖို့တက်မတော်ပခုံးကိုနင်းပြီးတော့နိုင်ငံရေးစနစ်ပေါ်တက်ဖို့တက်မတော်အင်အားကြီးမအောင်လုပ်တဲ့စစ်မှုထမ်းဥပဒေကိုနှီးမျိုးစုံနဲ့ဘယ်လိုပုံစံနဲ့ပယ်ဖြတ်ရမလဲဆိုတာစ조사ဖို့လုပ်နေတဲ့သူတွေကိုရောဆန္ဒပြဖို့အစီအစဉ်လေးများမရှိဘူးလားလို့ပဲကျွန်မမိဘပြည်များမေးရတော့ပဲရှင့်ကျမတို့လည်းပြတင်ပြရမယ်နဲ့တူရဲရှင်သေးလားနောက်ထပ်ဒီမိုကရေစီဆိုးရရှိလာရင်ပေါ့နော်ပြတင်ပြရမယ် ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာတပ်မတော်ပေါ်မှာကျမတို့တံပိုးမထားခဲ့တဲ့အတွက်ကျမတို့အခုခေတ်လိုစိုးကြိုးတွေကြုံနေရတာရှင်။ထိုင်းလူမျိုးတွေကကောင်းကောင်းနှက်တယ်။သူတို့တံပိုးထားရခေါင်းမသိတယ်သူတို့တပ်မတော်ကို။ဒီလိုပြောကြည့်ဆိုရင်ဆန္ဒပြလို့တပ်မတော်ကနှိမ်နင်းနေဆိုရင်ကိစ္စအောင်လာအောင်မယ်။ထိုင်းနိုင်ငံမှာလည်းခဏခဏဆန္ဒပြရနော်။ဒီလားဆန္ဒပြရရင်လည်းသူတို့တပ်မတော်နှိမ်နင်းတယ်။အာဏာလည်းခဏခဏသိမ်းတယ်။ကျမတို့နိုင်ငံထက်တော်မှာအာဏာသိမ်းတဲ့အခြေအနေတွေကထိုင်းနိုင်ငံများသေးတယ်။ဒါပေမဲ့ထိုင်းပြည်သူတွေသည်တပ်မတော်ရဲ့လုံဆောင်ချက်တွေကိုနားလေတယ်။တပ်မတော်သည်ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာသူတို့ကောင်းကောင်းသိတယ်။ တို့တွေနိုင်ငံရေးသမားနဲ့တက်မလို့ရှင်လာလို့ရှင်တက်မလို့ဘက်ကပဲနေကြရတယ်ရှင်နိုင်ငံရေးသမားတွေဆိုတာအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်တက်မလို့ကမပြောင်းလဲဘူးရှင်ဒါကိုတို့ကောင်းကောင်းသိတယ်တို့ပြည်သူတွေကစာတက်တယ်ဒါကြောင့်ပိတ်တုံတန်အခုလိုကြုံရတာရှင်ပိတ်တုံတန်ကထိုင်းနိုင်ငံမှာဝန်ကြီးချုပ်မဖြစ်ပဲကျွန်မနိုင်ငံမှာဝန်ကြီးချုပ်ဖြစ်မယ်ဆိုရင်တက်မလို့မကောင်းကြောင်းကိုဘလောက်ပြောပြောပြောကျင်တလောက်ပြောဒီလိုဖုန်းတန်ဖိုင်ပေါက်ကြတာမပြောတယ်မီဒီယာထက်ကနေတရားဝင်ပြောတယ်ဆိုတော့မှစနားပြလူတယောက်တောင်ရှိမှာမဟုတ်ဘူးသိကြတယ် သူတို့ပြောလိုက်လို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသမားအချို့ကလည်းလက်ခုပ်တီးပြီးအားပေးနေကြမှာအေးဟုတ်တယ်ပိတုံတန်ကောင်းတယ်မြန်မာစစ်တပ်ကဘလို့ဖြစ်တာဟုတ်လို့ဖြစ်တာဆိုပြီးတော့ဝိုင်းပြီးတော့ထိုးချကြမှာရှင့်ဒီတော့နိုင်ငံရေးလောကကျင်အတူတူနှိုင်းရှင်ကြည့်ပါအောင်ရှင်ကျမတို့နိုင်ငံနိုင်ငံရေးလောကနည်းနည်းတော့ရှက်ဖို့ကောင်းနေရနော်ဒါလေးတွေကိုကျမအနေနဲ့ကတော့ပြောင်းလဲစေချင်တယ်အခုရွေးကောက်ပွဲမှာတက်မတော်နဲ့အမြင်ကြည့်တဲ့တက်မတော်ပေါ်မှာပံ့ပိုးပေးနိုင်တဲ့နိုင်ငံရေးသမားတွေ နိုင်ငံရဲ့ပကတိအရှိတရားကောင်းကောင်းနားလည်တဲ့သူတွေပဲရွေးကောက်ပွဲမှာပါဝင်စေချင်ပါရှင့်ဒီလိုလူတွေကိုပဲရွေးချယ်ပြီးတော့မဲပေးဖို့အတွက်လည်းကျွန်မမိဘပြည်သူများမေတ္တာခံပါရရှင့်ကျွန်မတို့အခုချိန်မှာစာမတက်လို့ရှင်တော့ကျွန်မတို့အနာဂတ်ကမသိကြအောင်ရှင့်တက်မတော်ကအခုတော်မှတတော်ကိုသူ့အသူရက်တီဖို့အတွက်ကိုရင်ဆိုင်ရတဲ့အရာတွေများနေတာနိုင်ငံရေးသမားတွေကဒီမိုကရေစီရပြီဆိုတာနဲ့တက်မတော်ကိုဒီလ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 ိုလုပ်နေတာကိုကျွန်မတို့ကပါတောင်းအားပေးမယ်ဆိုတက်မတော်ကြောက်ခဲကြပါမှာ အဲ့ချိန်ကျရင်တော့ကျမတို့ကိုယ့်အိမ်ကိုကင်းဆောက်ရတဲ့ဘဝရောက်သွားမယ်နော်အခုတော့မှစောင့်နေရတဲ့အချိန်နဲ့အလိုဖြစ်နေရဒီတော့တက်မတော်ကစစ်မှုတန်းဥပဒေဆိုတာလေးပြဋ္ဌာန်းပြီးတော့သူ့အတူပြန်တီစောင့်နေရတဲ့အချိန်မှာကျမတို့ကလည်းနားလည်လို့ရှိရှိနဲ့သူ့ရဲ့တီစောင့်မှုတွေကိုကျမတို့နားလည်ပေးရမယ်ရှင့်အဲ့လိုမှမဟုတ်လို့ရှင့်တော့ကျမတို့အားလုံး ဒုက္ခရောက်သွားမှာပါရှင်။ဒါလေးကိုမိဘပြည်သူများသိရှိစေဖို့အတွက်ကျွန်မနိုင်ငံတကာမှာဖြစ်နေတဲ့သတင်းလေးတွေကနေပြီးတော့ကျွန်မ့နိုင်ငံနဲ့ချိတ်ဆက်လို့ရတဲ့သတင်းလေးကိုရှင်းလင်းသုံးသပ်တင်ပြပေးတာဖြစ်ပါရှင်။ကျွန်မသတင်းသုံးသပ်ချက်လေးကိုမိဘပြည်သူများစိတ်ရင်းစေတနာအခမ်းနဲ့နားလည်သိရှိကြမယ်လို့လည်းကျွန်မအနေနဲ့မျှော်လင့်ပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မနောက်ဆုံးသတင်းလေးကိုတော့သတင်းလေးသုံးပုဒ်ကိုစုစည်းပြီးတော့တင်ပြပေးလိုက်မယ်ရှင်။ဒါကြောင့်လဲဆိုတော့အဲ့ဒီသတင်းသုံးပုံကမိဘပြည်သူများသိကိုသိရမယ့်ကိစ္စဖြစ်တဲ့အတွက်အဲ့ဒီအနေမှာသုံးသက်ချက်လေးကိုကျွန်မတက်တက်လေးပြောမယ်ပေါ့နော်။ ပထမဆုံးသတင်းလေးကတော့ချင်းပြည်နယ်ပလောဝမြို့နယ်မှာရှိတဲ့ရှင်းလက်ချောင်းကြီးရွာမှာဆိုရင်မျိုးသားလေးဦးကိုအေးအေးစံပတ်ဖွဲ့ရနေပြီးတော့စစ်သားစုဆောင်သွားပါတယ်ရှင့်သူတို့အိတ်ဒေသတွေမှာစစ်သားစုဆောင်တဲ့အခါမှာဆိုရင်မျိုးလူမျိုးတွေကိုလည်းဖမ်းဆီးရတယ်လို့သိရပါတယ်အေးကနေပြီးတော့စစ်သားစုဆောင်မယ်ဆိုရင်လည်းသူတို့ကိုယ်တိုင်လာပြီးတော့မခေါ်ဘူးတဲ့သူတို့ခန့်ထားတဲ့အောက်ချွေမှုတွေကနေတဆင်ပေါ့နော်ဟိုဒီရွာမှာရှိတဲ့မျိုးသားတွေခေါ်တယ်ခေါ်ပြီးရခါမှာကြာလို့ရှင့်ငါတို့ကြီးရွာလုံးချုံရေးအတွက်မင်းတို့စစ်တနန်းတက်မယ်ဆိုပြီးခေါ်တယ်တဲ့ခေါ်ပြီးလို့ရှင့် ဒီ AA ရဲ့စစ်စခန်းလေးစီကိုပို့လိုက်တယ်ပို့ပြီးလို့ရှင်ကြတော့ဒါမိသားစုတွေစီဆက်သွယ်လည်းမရှိတော့ဘူးတချို့ဆိုရင်ဒါသေဆုံးတဲ့ဒီမသိရတော့ဘောเนาะပြောရမလို့ဆိုတော့ဒီခါလေးရှိန်တန်းပို့လိုက်တဲ့ပုံစံမျိုးပေါ့ရှင်အဲ့လိုမျိုးပုံစံပြုလုပ်နေရဖြစ်ပါရှင့်ရွှေလိုက်ဝကျွေးရမှာရှိရဲ့ AA စစ်စခန်းမှာဆိုရင်ねရှင်းလက်ချောင်းနဲ့ရုံလက်ချောင်းဒေတာမှာရှိရဲ့ဒေတာကန်ပြည်သူအများပြအဲ့ဒီမှာစစ်တနန်းတက်နေရတာရှိရဲ့အဲ့ဒီအမှာတော်တော်များများကတော့အတင်းအထမစစ်သားစုဆောင်ခံရတဲ့သူတွေဖြစ်တယ်ဆိုပြီးသိရပါရှင့်ကျွေးရဝိုးတဲ့စစ်တနန်းတက်ဖို့တော့ဘောเนาะ AA လာခိုးလို့မလိုက်လို့ရှင်လားသူတို့အပြစ်ပေးခံရပါတယ်ရှင့် ။ဒါကြောင့်အခုဆိုရင်ဒီချင်းပြည်နယ်ပလောဝါမြို့နယ်မှာရှိတဲ့ပြည်သူတွေအားဆိုရင်ခိုးလန်းနေပြီးတော့ဘောနော်ဒီဘက်ဒီမဘက်ကိုထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေလည်းအများကြီးရှိပါရှင့်။ဒါလည်းသတင်းတစ်ပုဒ်ဖြစ်ပါရှင့်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ PD ရဲ့အဖွဲ့ပေါ့နော်။သူတို့ကသူတို့တော့ပြည်သူ့ကာကွယ်တပ်မတော်ဆိုပြီးပြောထားတာပဲရှင်။အဲ့ဒီအဖွဲ့ကနေခရိုင်အမှတ်၁တရင်ကနေပြီးတော့စာဆောင်ထုတ်ထားပါတယ်။အဲ့စာလေးကျွန်တော်ပြသပါမယ်။ထုတ်ထားတဲ့စာလေးကတော့ပူလောမြို့နယ်ကပေါ့နော်စစ်စင်ရေးသတင်းထုတ်ပြန်ချက်ဆိုပြီးတော့ပျော်ရေးထားပါရှင်။ဇွန်လ29ရက်နေ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီထုတ်ပြန်ရတဲ့အကြောင်းရင်းကတော့သူတို့တက်ကပေါ့နော်မြေခရိုင်နဲ့အမှတ်တတရင်ပြီးတော့ကရင်မျိုးသားကာကွယ်ရေးတက် KNDO တရင်ခုနဲ့မဟာမိတ်တပေါင်းစုကနေပြီးတော့ဒီပူလောမျိုးနယ်ကရှိရဲဂျေးရွာတွေပါကိုသူတို့ကဝင်ပြီးတော့စီးနှင်းခဲ့တယ်ပြီးရဲ့အခါမှာဒီမှာဒီရွာမှာရှိရဲပြူစောထီတွေကိုသူတို့ဖမ်းဆီးခဲ့တယ်ပေါ့နော်ဖမ်းဆီးပြီးရဲ့အခါမှာဆိုရင်ဒီစစ်စင်ရေးမှာသူတို့ရန်သူအလောင်းတွေရရတယ်လက်နက်တွေရရတယ်ဆိုပြီးရေးသားထားပါရှင့် တို့အနေနဲ့ဒီလိုနယ်မြေဆင်းလင်းလုပ်ပြီးတဲ့အခါမှာအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်ဆိုပြီးရေးသားထားပါတယ်။နောက်ဆုံးမှာရေးသားထားတာကတော့အရေးတော်ပုံတွေမူချအောင်မြင်ရမည်ဆိုပြီးတော့ရေးသားထားပါရှင်။နောက်ဆုံးသတင်းလေးတစ်ခုကကြတော့တက်ဖွဲ့မှုဒေးဗစ်ခေါ်စနေအောင်ဆိုတဲ့ကောင်လေးပေါ့နော်တိတ်ဆုံးသွားတာကြာဆုံးသွားတာဖြစ်ပါရှင့်အဲ့ဒီကောင်လေးကဆိုရင်ကြာဆုံးတဲ့အချိန်မှာသူကတက်ခွဲမှုဖြစ်နေပြီဒါပေမဲ့သူ့ရဲ့အသက်က18နှစ်ပဲရှိသေးရဲ့ရှင့်ဒီကောင်လေးကလေကျွန်မဓာတ်ပုံလေးပြသထားပါတယ် အဲ့ဒီလူလူငယ်ဟာဆိုင်မို့ပေါ့နော်မိုးပြဲတိုက်ပွဲအတွင်းမှာတဲ့အမှတ်1139ခေါ်တယင်းကတက်ခွဲမှုဖြစ်တယ်လို့သိရပါရှင့်အဲ့ဒီကလေးဟာဆိုရင်ဒီကရင်နီနယ်ဆက်မိုးပြဲမြို့တိုက်ပွဲအတွင်းမှာကြာဆုံးသွားခဲ့တာဖြစ်ပါရှင့်အသက်18နှစ်သာရှိသေးတဲ့တက်ခွဲမှုဖြစ်တဲ့ဒီဒေးဗစ်ခေါ်စနေအောင်ရဲ့အတုပကိုလည်းကရင်နီပြည်ရတနေရာမှာအကျင်းမပြုလုပ်ခဲ့တယ်ဆိုပြီးသိရပါရှင့်ပြတော့ကျွန်တော်ကပြောပြတဲ့တင်းလေးသုံးပုတ်ကိုအားလုံးစုစည်းပြီးတော့မိဘပြည်သူများစပွဲဝိုင်းပေါ်တင်ပြီးတော့ဆွေးနွေးကြည့်မယ်ဆိုရင်ဘယ်လိုအဖြေထွက်မလဲရှင့် ကျမအနေနဲ့နိုင်ငံရေးသမားတွေစကားအရန်ပြောကောင်းတယ်လို့ကျမကြားဘူးလေအရန်လဲစီယုံရေးကောင်းတယ်ပေါ့နော်အရန်လဲအဲ့လိုမျိုးဘယ်လိုပြောရမလဲရှင်ဟိုညှိနှိုင်းနိုင်တယ်ပေါ့နော်ညှိနှိုင်းနိုင်ကြတယ်လို့ကျမကြားဘူးလေနိုင်ငံရေးသမားတွေဆွမ်းဆောင်ရေးရပေါ့နော်စီယုံရေးကောင်းတယ်ပေါ့ရှင်နိုင်ငံရေးသမားဆိုရင်ဒါဆိုရင်မြမတက်တော်ကိုအင်အားတွေရှော့ဖို့အတွက်စစ်မှုတန်းတွေမခေါ်ဖို့အတွက်ဟို6လလို့တစ်နှစ်တော့ရက်ဆိုင်ဖို့အတွက်ပြောနေမယ်ဆိုရင်အခုဒီအေအေတို့ဘာတို့ကစစ်မှုတန်းခေါ်နေတဲ့ကိစ္စလေးတွေကိုရောတွားပြီးတော့တားမြစ်ဖြစ်ဖို့အစီအစဉ်လေးများမရှိဘူးလားရှင် ပြီးတော့အခုလိုမျိုးအသက်မပြည့်မတ်မပြည့်ကလေးတွေကိုစစ်သားစုဆောင်နေတဲ့ကိစ္စတွေလို့ရောတွားပြီးတော့ပြောဆိုတားမြစ်ပေးဖို့အစီအစဉ်လေးများမရှိဘူးလားရှင်။နောက်ဆုံးတစ်ခုကတော့ PDF တွေအနေနဲ့အခုလိုမျိုးကြေးရွာတွေကိုဝင်ပြီးတော့တိုက်ခိုက်နေတဲ့အချိန်မှာစစ်တီအင်အားကိုရှော့ချဖို့ပြောခြင်းကဒီရွာတွေကိုနင်တို့ဒီတိုင်းပဲတိတ်လိုက်လို့ပြောလိုက်တာနဲ့တူမနေဘူးလားရှင်။တပ်မတော်အင်အားကောင်းလာလေ၊နေမြေဆိုးမှုမှုလုံနိုင်လေ၊ကျမတို့ပြည်သူတွေခေါင်းပြအောင်အိတ်ရလေပဲမဟုတ်ဘူးလားရှင်။ဒီတော့ဆိုလိုရင်းကတော့ရှင်းပါတယ်။ အခုဖြစ်တဲ့ပြဿနာတွေလူကြီးမင်းတို့နိုင်ငံရေးသမားတွေဘယ်လိုများဖြေရှင်းပေးမှာလဲရှင့်တက်မလို့မပါဘဲနဲ့ဘယ်လိုဖြေရှင်းကြမှာလဲရှင့်တက်မလို့အင်အားမရှိဘဲနဲ့ဘယ်လိုဖြေရှင်းမှာလဲရှင့်အင်အားမရှိရဲ့တက်မလို့ကိုနောက်ကြောတော့နောက်ခံထားပြီးတော့လူကြီးမင်းတို့နိုင်ငံရေးသမားတွေအရှိန်အတိုင်းဘယ်လိုဖြေရှင်းမှာလဲရှင့်ကျမမိတဲ့မိန်းကုံးလေးပဲဖြေကြည့်ကြပါအောင်ရှင့်လူချင်းမင်းတို့ကြောဟောနောက်ခံထားရမယ်တက်မလို့ကအင်အားမရှိလို့ရှင်လူချင်းမင်းတို့စကားတွေဩဇာအာဏာရှိမယ်လို့ထင်ပါသလားရှင်လူချင်းမင်းတို့နောက်ခံမှာရှိရဲမြမတက်မလို့အင်အားရှိရဲဆိုရင်လူချင်းမင်းတို့ပြောမြစကားအားလုံးကဩဇာအာဏာတက်ရောက်တယ်။ဘာကြောင့်လဲဆိုတော့လူချင်းမင်းတို့ကြောက်လို့မဟုတ်ဘူးလူချင်းမင်းတို့နောက်ကတက်မလို့ကိုကြောက်လို့ တခါကျန်အကြောက်တရားဆိုတာလိုအပ်တယ်ရှင်အဲ့လိုမှမဟုတ်ကျမတို့အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်ဒါကိုနိုင်ငံရေးသမားတွေနားလည်ဖို့လိုပါတယ်ရွေးကောက်ပွဲမှာကိုယ့်ရဲ့အရေးချင်းတွေပဲကိုရှင်းပြိုင်ပါနိုင်ငံတော်အတွက်ကောင်းအောင်ကောင်းကျိုးလုပ်ရတဲ့ကိစ္စအများရှိပါတယ်ရှင်ဂတိပေးရတဲ့အရာအများရှိပါတယ်တခုခုဆိုရင်တာဝန်ပေါင်းမြောက်များစွာဖုံးပေါ်တင်ထားရတဲ့တက်မတော်သားတွေပခုံးကနေတစင်နိုင်ငံရေးစနစ်ပေါ်မတက်ပါနဲ့လို့ပဲပြောချင်ပါတယ်ရှင်ကျမတို့အားလုံးကနိုင်ငံရေးသမားတွေအားလုံးစောင့်ကြည့်နေပါတယ် တွေ့သမျှအချက်အလက်တွေအားလုံးလည်းပြည်သူတို့ကျွန်တော်ပြန်ကြားပေးရမယ့်တာဝန်ရှိပါရှင့်ဒါကြောင့်အခုလိုမျိုးသိချာစွာရှင်းလင်းပြောပြတာဖြစ်ပါရှင့်ဒါပြင်ဟိုကျွန်မပြောတဲ့သတင်းလေးတွေမှာမိဘပြည်သူများရဲ့စိတ်ကံစားချက်တွေမိဘပြည်သူများတွေးသွားတဲ့အတွေ့အကြုံမိဘပြည်သူများလက်ခံသွားတဲ့အရာတွေသိချင်တယ်ဆိုတော့ကျွန်မသတင်းအောက်လေးမှာခွန်မှန်လေးတွေလွတ်လပ်စွာဝင်ရောက်ပြီးတော့ဖတ်ရှုနိုင်ပါရှင့်နိုင်ငံသမားတွေတော်များများ Facebook သုံးပါရှင့် TikTok သုံးပါရှင့် YouTube သုံးပါရှင့်ကျွန်မသိပါတယ်ဒီတော့လူမှုကွန်ရက်သုံးရင်းနဲ့ပြည်သူတွေအတန်လေးနားထောင်ရတာမကောင်းလားရှင့်အဲ့လိုပြည်သူတန်လေးထွက်လာအောင်ကျွန်တော်တို့စူးစမ်းနေရလေ ျမတို့တရင်အောက်ဒီမှာလာပြီးဖတ်ကြည့်လိုက်ပါပြည်သူရင်ထဲကစကလုံးလေးကိုလာပြီးတော့နားဆင်ကြည့်လိုက်ပါရှင့်ပြည်သူရင်တက်မတော်ပေါ်မှာဖြစ်စေခြင်းနဲ့စိတ်ဆန္ဒလေးကိုလာပြီးတော့ဖတ်ကြပါကြည့်ရှုကြပါလေ့လာကြပါလို့လည်းကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့်ကျမတို့လှုပ်ဆောင်ချက်လေးဟာနိုင်ငံတော်အတွက်အကျိုးရှိပါစေတစုံတစ်ခုတွေးမိနိုင်ပါစေလို့လည်းကျမအနေနဲ့ဆန္ဒပြုပါတယ်ရှင့်ကျမတရင်သုံးသက်ချက်လေးကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြုများအားလုံးဆက်ချက်နာကိုကြားမှာကြပါစေ။ကျမတို့လှပခမ်းနာတဲ့ထောင်ရငင်းချမ်းရည်ကြီးကို အမြန်ဆုံးရရှိပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။